ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ essential grammar and use တွေက unit 15 to 20ကိုသင်ပေးမှာပေါ့နော်ဒီ unit 15 to 20ရာအဓိကအပြင်တော့သူက perfect tense ကြောင့်ပြောတာပေါ့နော် helpless battery ပေါ့ but to have plus battery အဲ့တော့အရှိခံနေမှာတော့ but to have plus battery နဲ့ but to have အကြောင်းကိုတည်တတ်ပြောပြသွားပြီပေါ့နော်ဆိုတော့ဒီထဲမှာမှာတည်တဲ့ဟာလေးမတင်ရသေးတဲ့အရှိခံမှာမတင်ရသေးတဲ့ဟာလေးတွေပေါ့တော့ ဒီမှာကျွန်တော်ထည့်ပြောထားမယ်ပေါ့နော်။ရှီကမ်းမှာတင်ပြီးတဲ့ဟာလေးကိုတော့ကျွန်တော်ဗီဒီယို link လေးပေးထားပေးမယ်။ ENI မှာအခြေတော်ကြည့်ကြည့်ပေါ့နော်။အဲ့တော့သဘောတရားလေးပြောမယ်ဆိုရင် back to half go perfect tense အနေနဲ့သုံးမယ်ဆိုလို့ရှိရင်အဓိပ္ပာယ်ကပြီးဖူးထားလို့ဘာသာပြန်ရတယ်။စပြီးပြီးစပူးတယ်။ဒါမှမဟုတ်လုပ်ပြီးပြီးလုပ်ထားတယ်။ရောက်ရောက်ဖူးတယ်စသဖြင့်ပေါ့နော် ဲ့လိုမျိုးလေးစီလျော်တို့ဘာသာပြန်ရမယ်เนาะအဲ့တော့ဒီခံထဲမှာပါတဲ့ကွဲသုံးတတ်တဲ့ဟပ်ပလတ်ဘက်တရီနဲ့ကွဲသုံးတတ်တဲ့အချိန်ပြစကလုံးကြီးရှိတယ်ဒါတွေကအချိန်ကိုပြောတဲ့အခါမှာကွဲသုံးတဲ့စကလုံးကြီးပေါ့เนาะဆိုတော့အဲ့မှာ4နဲ့3တာရှိရဲ့6နဲ့3တာရှိရဲ့အကုန်းနဲ့3တာရှိရဲ့အဲ့လိုသုံးတဲ့အခါမှာတို့ကနေရာမမှန်အသုံးမမှန်သုံးရဖို့လိုတာပေါ့เนาะဆိုတော့အကုန်းကိုခဏထားမယ်4နဲ့6နဲ့အကြောင်းကို အရင်ပြောမယ်ပေါ့နော် for ကကြတော့ तू ကကာလာတစ်ခုလုံးပြောမယ်ဆိုရင် the whole pdf ကိုပြောတယ်နော် since ကကြတော့စတဲ့ကာလာကိုပြောတယ် starting point ကိုပြောတယ်နော်စတဲ့နဲ့ကာလာကိုပြောတယ်အဲ့တော့အကြောင်းအရာတစ်ခုတည်းကိုမှာပဲ for 3 3 since 3 3အတူတူပဲဘယ်ဟာ3 3တုံးလို့ရတယ်ဒါပေမဲ့နီးမမှန်တုံးတက်ဖို့တော့လိုတာပေါ့နော်နီးနီးဆိုတဲ့ကောင်မလေးတယောက်ရန်ကုန်ကိုရောက်နေတာသူ သုံးရက်ရှိပြီပေါ့နော်။ကဲလန်လေးကနေစရောက်တဲ့ဒီနေ့ဗုဒ္ဓဦးနေ့ဆိုရင်သုံးရက်ရှိပြီ။အဲ့တော့ကျွန်တော်တို့အဲ့ဒီအချိန်လေးကိုပဲ H+ ဘက်တရီနဲ့ပြောမယ်။ပြီးရင် for domla since ဆိုတာချိန်တာတော့ for domo since နှစ်ခုလေးကတစ်ခုတော့။သုံးပြီးရင် for နဲ့သုံးမယ်ဆိုလို့ရှိရင်တော့ကာလတစ်ခုလုံးဖြစ်တဲ့အတွက်အမြင်ရတယ်။သုံးရက် for 3 days လို့သုံးရမယ်။အဲ့လိုမဟုတ်ဘူး since နဲ့သုံးမယ်ဆိုရင်တော့ သူရဲ့စတဲ့နေကာလဆက်ရောက်တဲ့ကာလဘယ်ကာလလဲ Monday အဲ့တော့ since Monday လို့တောင်းရမယ်အဲ့လိုမှရမယ်နော်နောက်ဆုံးတစ်ခုကကြတော့အကူပေါ့နော်ဒီအကူကိုတောင်းမယ်ဆိုလို့ရှိရင်တော့သူကဘတ်တူးကိုတောင်းရမယ်ပြမဆိုရင် past tense တောင်းရမယ်ပေါ့နော်အကူဥမာလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့နီနီအစ်စင်ရန်ကုန်အခုနီနီရန်ကုန်မှာရောက်နေတဲ့အကြောင်းကိုပြောမယ်ပေါ့နော်ဆိုတော့ခုနကပြောသလိုသူတင်းလာနေရဆက်ရောက်တဲ့ ီနေ့ဆိုရင်ဘုဒ္ဓဦးနေ့ရှိပြီဆိုတော့ရောက်နေတာ၃ရက်ရှိပြီဆက်ရောက်တာကတနင်္လာနေ့အဲ့အကြောင်းကိုပဲ for your sense on it တွေ့ကြည့်မယ် she has been there for 3 days for နဲ့တုံးမယ်ဆိုလို့ရှင်တော့ကာလတစ်ခုလောက်ကာလတစ်ခုလောက်ကဘယ်နှရက်လဲ၃ရက် since နဲ့ပြောမယ်ဆိုရင်တော့စတင်တဲ့ကာလဘယ်နေ့ဆက်လာလဲ monday ဆက်အဲ့လိုမျိုးတော့ရအောင်နော်ဒါက perfectness helpless debris အဲ့တော့အဲ့အကြောင်းအရာကိုပဲအခုနဲ့တွေ့ချင်းမယ် Nini arrives in Yangon 3 days ago Nini Yangon ကိုလွန်ခဲ့တဲ့3ရက်ကရောက်တာကြောက်လာမသိဘူးเนาะအဲ့တော့ for ness ဆိုလို့ရှိရင်တော့ဥပမာဒီစာအုပ်အနေထဲမှာပေးထားတဲ့စာလေး prepare ကြည့်မယ်ဆိုရင် for 3 days for an hour for a week, for a month, for five years, for 10 minutes, for two hours, for four weeks, for six months, for a long time. 那么讲 since 呢，标记没算，我们阿片 since Monday, since Wednesday, since nine o'clock, since twelve thirty, since twenty four July, since Christmas, since January, since I was ten years old. since 1985 since we arrived ဆက်ဖြစ်ပါတော့ဒီလိုစကားလုံးလေးတွေ ਨੇ တွဲပြီးတော့ပြောလိုက်တယ်အဲ့တော့အနည်းပြန်ချောရမယ်ဆိုလို့ရှိရင် for now since the အချိန်ကာလကိုပြောတဲ့အခါမှာဒီလိုမျိုး perfect tense နဲ့တွဲပြီးတော့သုံးလို့ရတယ် for ကိုသုံးတဲ့အခါမှာကာလတစ်ခုလုံးပြောမယ် since ကိုသုံးတဲ့အခါမှာစတဲ့နဲ့ကာလကိုပြောမယ်အကိုးနဲ့လည်းပြောလို့ရတယ်ဒါပေမဲ့အကိုးနဲ့ပြောမယ်ဆိုရင်တော့ past tense နဲ့ရေးရမယ်ဒီလိုမျိုးလေးဆိုတော့အနှစ်ချုပ်ကတော့အဲ့ဒါပါပဲအဲ့တော့ဒီထဲကရှင်းနေချက်လေးတွေကိုဖတ်ကြည့်မယ်ပြီးရင်ဒီဘက်က exam နဲ့တွေ့လို့မယ်ထုံးစံတိုင်းအဖြေကအနောက်မှာတက်ကြည့်လို့ရပါတယ်မရှင်းတာလေးတွေရှိမယ်ဆိုလို့ရှင် comment မှာဖြစ်စေကျွန်တော်ကို message ပို့ပြီးတော့ဖြစ်စေပေါ့နော်မေးလို့ရပါတယ်အဲ့တော့နောက်ရက်ဒီမှာလည်းဆက်ပြီးတော့ဒီစာအုပ်အနီးတအုပ်လုံးပြီးတဲ့အထိတင်တော့မှာဖြစ်လို့ဆက်ပြီးတော့အာကြည့်ရှုကြပါအောင်ပေါ့နော် 아는거제주대말.